ဲဒီတစ်ခါမှာတော့ဘယ်အချိန်ဆဆမယိုးတဲ့ဝတ်တဏီချင်းနဲ့လက်ဖက်ထမင်းချက်မယ်။ဝတ်သားကိုရေချောက်အောင်လုပ်။ဝတ်ခောက်ကိုချက်တဲ့အခါမှာတင်းတင်းလေးဖြစ်သွားအောင်လို့မီးဘူးကပ်မယ်။အိုးပူပေးပြီးတော့အခောက်ဘက်ကိုအခုလိုမျိုးกินပေးလိုက်။ဒီလိုမျိုးกินပေးထားတဲ့ဝတ်ခောက်ကချက်တဲ့အခါမှာတင်းတင်းလေးနဲ့မွမ်းမွားလေးဖြစ်ပြီးတော့အရန်ဆလုပ်ကောင်းပါတယ်။ပြီးရင်ဝတ်သားကိုအတုံးကြီးကြီးတုံး။တုံးပြီးတော့ရင်ခဏဖယ်တာ ချစ်တုံညီကိုအခွန်မှာအတုံးကြီးကြီးလေးတုံးချစ်တုံပြူလည်းအခွန်နာပါမယ်ဂျင်းကိုလည်းအခွန်နွားပြီးတော့ရင်းမြင့်လွှဲအောင်အတုံးလေးတုံးချစ်တုံအဖြူအနီနဲ့ဂျင်းကိုပြင်ဆင်ပြီးသွားရင်တော့ဝက်အသားကိုရတာနှက်မယ်ချစ်တုံမျိုးကိုကြိတ်ပြီးတော့ထည့်ဂျင်းကိုလည်းညှစ်ပြီးတော့အရေပဲယူပါတယ်စားလေးနဲ့နဲ့နဲ့ပဲငပြရဲ့အပြစ်ကြာညို့ကိုထည့်ပြီးတော့အသားနှက်ထားလိုက်ခဏလောက်ရတာနှက်ပြီးသွားရင်စချက်မယ် ိုးပူလာရင်စီထက်စီလေးနဲ့ပူလာရင်တကြားတစ်စွန်းလောက်ထည့်ပြီးကြော်မယ်တကြားရရအညိုရောင်ဖြစ်ပြီးအမြုပ်ထွက်လာတဲ့အထိကြော်ပေးလိုက်အခုလိုမျိုးအမြုပ်ထွက်လာတဲ့အနေသားရောက်ရင်ဝတ်သားကိုထည့်မယ်ဝတ်သားကိုအထက်အောင်နှံ့အောင်မှွေပြီးရောင်တင်ပေးလိုက်အခုဆိုရင်တော့ဝတ်သားရောင်လေးကလှတော့ပါပြီရေတော့အများကြီးတခါလည်းမထည့်ဘူးနည်းနည်းချင်းထည့်သွားပြီမရေတခါလည်းအကုန်တော့မထည့်ဘူးနည်းအရသာဝင်သွားတဲ့အထိဖြည်းဖြည်းချင်းလေးထည့်ပေးသွားမယ်အနက်မှွေ့အောင်လို့နည်းနည်းပွင့်လေးထည့်ကြရင်လည်းမထည့်ပါနဲ့ ပြင်တော့ကြက်သွန်အဖြူနေတဲ့အတွုံးအုပ်ပြီးရေခမ်းသွားတဲ့အထိတဲပြလိုက်မယ်ရေခမ်းသွားပြီဆိုရင်တော့နောက်ထပ်နည်းနည်းထပ်ထည့်ပြီးတော့ဝတ်သားတွေနိုးတဲ့အထိရေနည်းနည်းစီထည့်ပြီးတော့တဲသွားပြလိုက်ဝတ်သားကိုချက်ကနေရင်ထည့်ဖို့ကြက်သွန်အနီတဲတဲလေးတွေကိုခွန်နွားဝတ်သားတွေနိုးပြီးရေခမ်းနိုင်နေကြရင်အရသာလေးနည်းအရသာနေတော့ပဲဆိုရင်ခုနကခွာထားတဲ့ကြက်သွန်အနီအလုံးတဲတဲလေးတွေထည့်ကြက်သွန်ဖြူလဲထည့် ပြီးရင်တော့အဖုံးအုပ်ပြီး10မိနစ်လောက်ဘူးတော့ရတဲ့ဒီကမလောက်တည်ထားပြီးလိုက်။ချစ်တွန်အဖြူအနေလေးတွေနုံသွားပြီဆိုရင်ရပါပြီ။လက်ဖက်ထမင်းလောက်ကိုတည်ထားတဲ့ထမင်းကိုမွှာပြီးတော့ဇလုံးတစ်လုံးနဲ့ကိုထည့်။ဂျာကတော့အရင်နေ့ကနှက်ထားတဲ့လက်ဖက်ချင်းဆက်စားတင်တဲ့လောက်ထည့်။စီတီကတော့များများလေးထည့်ပါရတယ်။အချင်းလေးထက်ညင်စီလေးနဲ့နဲ့နဲ့စားလေးပါထက်ထည့်ပြီးတော့မှွေလိုက်။အားလုံးတမအောင်နေပြီးတော့အရသာအနေတော့ပဲဆိုရင်ရပါပြီ။ခတ်ထားတဲ့လက်ဖက်ပလင်းကိုလည်းညနေပြင်ပြန်ပြီး ်အလင်းပေးမှာကတ်နေတဲ့လက်ဖက်အသားစားတွေကိုတုပ်ပြီးတော့အပေါ်ကစီလေးထပ်ပြီးတော့ဆမ်းပေးလိုက်မယ်အပုံးပိတ်ပြီးတော့ရေခဲတဲ့တိုင်မှာပြန်သိမ်းတာအားလုံးအစင်းနဲ့ပြင်တော့ဟင်းဘွက်ပြင်မယ်ကျွတ်တုံလေးကိုကိုက်စားတဲ့အခါမှာမိခိုးနဲ့လေးမှုေးပြီးတော့ကျွတ်ကျွတ်ကလေးဖြစ်အောင်လို့မိမှုပြီးတော့กินလိုက်ရရင်တော့ဟင်းဘွက်ဆက်ပြင်မယ် ခုဆိုရင်တော့အရန်ကိုစားကျင်စရာကောင်းတဲ့လက်ဖက်ထမင်းနဲ့ဝတ်တနီချက်လေးကတော့အစင်သင်းဖြစ်ပါပြီ။ဝတ်သားဟင်းနဲ့လေးကလည်းမှုနေရပဲလက်ဖက်ထမင်းလေးနဲ့ဆိုတော့ချစ်တင်ရချင်းတို့စားပါဦး။ဒီမှာတော့ပီစီမန်လေးတို့လည်းပြင်ထားပေးပါရစေ။ဘိုက်ကအရန်စာနေပြီဆိုတော့ဆွဲလိုက်ပါဦး။အရွက်မှာလက်ဖက်အသားမှာဝတ်ဆိုတဲ့အကောင်းဆုံးနေပြည့်စုံနေတဲ့ဝတ်တနီချက်နဲ့လက်ဖက်ထမင်းအတွဲလို့လည်းချစ်တင်ရချင်းတို့လက်လို့စားကြည့်လိုက်နော်။ကဲအခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းဆေးကြောရေတုပ်အဝင့်နဲ့အုပ်